မင်္ဂလာပါရှင်။ဘာမကိတ်စပေါ့ချန်နယ်ကနေပြန်နေကြိုဆိုလိုက်ပါရယ်။ညီမကတော့မြေတူတူပေါ့ပါ။အခုတက်ဆက်ပြီးမှာကတော့2025ခုနှစ်အော်တိုဘာလ6ရက်နေ့အတွက်ထူးခြားတဲ့အားစားသတင်းတွေကိုဆက်ဆက်ပေးသွားမှာဖြစ်ပါရယ်ရှင်။မက်ဆေဒီဒီပြောက်ဂါဒီယိုလာဟာအမေရိကန်တွင်နီးပြဖာကူဆန်တင်ထားတဲ့ပရီးမီးယားလိမှာနိုင်ပွဲ250အမြန်ဆုံးပြည့်တဲ့စံချိန်ကိုကျော်ဖြတ်ပြီးစံချိန်သစ်ကိုရယူသွားခဲ့တဲ့တဲ့င်းကိုပထမဆုံးတက်ဆက်ပေးခြင်းပါတယ်။ ဂွာဒီယိုလာဟာရက်ဖို့ကိုနိုင်ရခဲ့တဲ့ပွဲမှာမက်ဆီဒီနှိပြအနေနဲ့ပရီးမီးယားလိနိုင်ပွဲ250ပြည့်သွားခဲ့တာဖြစ်ပါတယ်ကွာဒီယိုလာဟာမက်ဆီဒီကို349ပွဲကင်တွေ့ပြီးပရီးမီးယားလိနိုင်ပွဲ250ပြည့်ခဲ့တာဖြစ်ပြီးဖာကူဆန်ကတော့မန်ယူကို404ပွဲကင်တွေ့ပြီးမှနိုင်ပွဲ250ပြည့်ခဲ့တာဖြစ်လို့ကွာဒီယိုလာကဖာကူဆန်ကိုကျော်ပြီးပရီးမီးယားလိနိုင်ပွဲ250အမြန်ဆုံးရတဲ့နီးပြဆိုတဲ့စံချိန်ကိုပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။ ဖာဂူဆန်နောက်မှာပရီးမီးယားလိနိုင်ပွဲ250အမြန်ဆုံးပြည့်တဲ့နီးပြအဖြစ်ရပ်တည်နေသူကအာဆင်နယ်ဂန်နွေနီးပြအာဆင်ဝင်းကားဖြစ်ပြီး423ပွဲကန်ကျယ်ပြီးနိုင်ပွဲ250ပြည့်ခဲ့တာဖြစ်ပါတယ်လက်ရှိဝက်ဆန်နီးပြဒေးဗစ်မူရက်ကလည်းပရီးမီးယားလိနိုင်ပွဲ250ပိုင်ဆိုင်ထားသူဖြစ်ပြီး645ပွဲကင်တွေ့ပြီးပြည့်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်သင်္ကန်းဆောင် OG ကဟာဒုတန်ရာကြောင့်လာနေချီပြီးအနိုင်ယူမဆိုတဲ့တည်င်းကိုဆက်လက်တိဆက်ပေးကြပါတယ်။ OG ကဟာဝက်ဆန်ကိုအနိုင်ရခဲ့တဲ့ပွဲမှာဝက်ဆန်ကသမားတယောက်နဲ့တိုက်မိပြီးဒုတန်ရာရခဲ့တာဖြစ်ပါတယ်။တရားကိုစစ်ဆေးမှုတွေလုပ်ခဲ့ပြီးနောက်မှာ OT ကဟာအ ਨੇ ဆုံးတစ်လကျော်နိုင်ရမယ်လို့အာဆင်နယ်စိတ်ဖွဲ့ကသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ OT ကဟာအော်ဂိုလာကုန်ပိုင်းကလေးကပခုံးတရားရခဲ့တာကြောင့် အာဆင်နယ်ရဲ့ပွဲစဉ်နှစ်ပွဲကိုလွဲချော်ခဲ့သူဖြစ်ပါတယ်အိုဒီကက်ကိုအ ਨੇ ဆုံးတလားကြောင့်ဆုံးရှုံးရမှာဖြစ်ပေမဲ့ဝက်ဆန်နဲ့ပွဲမှာထန်ရခဲ့တာကြောင့်လူစားလဲခဲ့ရတဲ့ဒီဂရိုက်ကတော့ဒဏ်ရာပြဟန်တာမျိုးမရှိတာကြောင့်အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လာမယ့်ကမ္ဘာ့ဖလားရှစ်စစ်ပွဲစဉ်တွေမှာကစားနိုင်မယ်လို့အာဆင်နယ်ကသတင်းထုတ်ပြန်ခဲ့ပါတယ်အိုတီကက်တင်ရအမြင့်တတဖို့အတွက် AAP ကုထုံးတွေကိုပါအသုံးပြုနေရလို့အာဆင်နယ်စီးပွဲခေါင်းဆောင်ကပြောကြားခဲ့ပါတယ်။ ရီးမီးယားလီးဂ်ရဲ့ကမ္ဘာကျော်အတိုင်းတဦးဖြစ်တယ်လို့လက်ရှိအချိန်မှာလည်းအင်္ဂလန်ပရော်ဖက်ရှင်နယ်အတိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌအနေနဲ့တာဝန်ယူနေတဲ့ဟောင်းဝါဝက်ကဘရက်ဖို့ကိုရှုံးခဲ့တဲ့ပွဲမှာမန်ယူဟာကိုယ့်နယ်တိုင်းရဲ့ဆုံးဖြတ်ချက်အမှားကြောင့်နင်းနာခဲ့တယ်လို့ဝန်ခံပြောကြားတဲ့သတင်းကိုဆက်လက်ပြီးတိဆက်ပေးချင်ပါတယ်။ Revo က2ကိုတကိုနဲ့အနံ့ရနေချိန်မှာမယူတိုက်စစ်မှုအန်ပူမိုးကို Revo နောက်ခံသူနှစ်တန်ကောင်းလင်းကပနက်တီ area ထဲမှာဆွဲလဲခဲ့တာကြောင့်ကိုလင်းတိုင်း Great Boss င်ကပနက်တီပေးခဲ့ပြီးနှစ်တန်ကောင်းလင်းကိုအဝါခဲ့ပြခဲ့တာဖြစ်ပါတယ်နောက်ဆုံးဖန်စင်ကသမအနေထားကနေဆွဲလဲခဲ့တာဖြစ်လို့အနေကပြတဲ့ပေမဲ့ခရစ်ဘောစင်က VAR အဖွဲနဲ့တိုင်ပင်ပြီး MMO ဟာဘောလုံးကိုထိချုပ်ထားတဲ့အနေထားမရှိလို့အဝကပဲပြဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဟောင်းဝဝက်ကအနိကက်တရမဲ့ဖြစ်စဉ်ဖြစ်ပြီးမဲယူဟာကွင်းနဲ့တိုင်းရဲ့ဆုံးဖြတ်ချက်ကြောင့်နှစ်နာမှုကြီးမားခဲ့ရလို့ဝေခံပြောကြားလိုက်တာဖြစ်ပါတယ်။မဲယူနေပြအီမိုရင်ကလည်းအမ်ဘူမိုးကဘောလုံးကိုထိချုပ်ထားတဲ့အနေအထားမရှိဘူးလို့အကြောင်းပြခဲ့တဲ့အတိုင်းအနေနဲ့အမ်ဘူမိုးကိုနတန်ကောလင်းကဆွဲထားလို့အမ်ဘူမိုးဘောလုံးထိချုပ်ထားရတာကနေလွတ်သွားတာကိုစဉ်းစားတတ်ပုံမရဘူးလို့ဝေဖန်ခဲ့ပါဗျာ။ ေပါမူနီးပြအာနီစလောကကိုနာဒေးတန်ရရသွားလို့အားနေသွားတဲ့ဘိုဟိုခန့်စစ်နေရကိုကွင်းနိုင်ငံသမားတွေနဲ့ဖြစ်ရှင်းဖို့စီစဉ်နေတဲ့ဆွေသတင်းကိုတိဆက်ပေးပါအောင်မယ်ကနဒေးရဲ့တရားချင်းတွေကိုလီဗာပူးစေဘွဲကစစ်ဆေးနေပြီးဘလောက်နိုင်ရမယ်ဆိုတာကိုအတိအပြုထုတ်ပြန်ထားတာမျိုးမဟုတ်သေးတာကြောင့်တရားပြင်းထန်ွယ်ရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပါဗျ။လက်ရှိအချိန်မှာလီဗာပူးဘူဟိုကန်စစ်မှာကစားဖို့အတွက်ဘန်တိုင်းနဲ့ဂျိုးကိုမတ်တို့ပဲကြက်ချီတော့တာဖြစ်ပါတယ်။ ဂျိုကိုမက်ကဖနောက်ကျော်ထင်ရကြောင်းယောဂင်နေရသူဖြစ်တယ်လို့အာနစ်လော့ယုံကြည်ထားတဲ့ကစားသမားမျိုးမဟုတ်တာကြောင့်ကိုင်းနဲ့ခဲစင်အာသနကမာတွေဖြစ်တဲ့ဂရာဘင်ဘတ်နဲ့ဝါတန်ယူတန်တို့ကိုဘန်တိုင်းနဲ့တွဲပြီးဗဟိုခဲစင်မှာသုံးဖို့အာနစ်လော့ကစီစဉ်နေတာဖြစ်ပါတယ်အာနစ်လော့ဟာယာတီချိုခြေစမ်းဝဲချိုဟာဂရာဘင်ဘာနဲ့ဝါတာယူအန်တို့ကိုဗဟိုခဲစစ်နေရာမှာစမ်းသပ်အသုံးပြုခဲ့ပူတာကြောင့်သူတို့နှစ်ယောက်ကိုပဲဗဟိုခဲစစ်နေရာထားကစားဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။ အခုတက်ဆက်ပေးခဲ့တာတွေကတော့ဘာမာကဲရဲ့ထူးခြားတဲ့အားစာသတင်းတွေပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုချန်နေတတ်တယ်ဆိုရင်ဘာမာကဲရဲ့ဗီဒီယိုထဲမှာ comment လေးရှိပေးခဲ့ကြပါဦးနော်။ဒီဗီဒီယိုလေးကိုအဆုံးထိထုတ်ပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ပါတယ်ရှင်။